အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမရဲ့ YouTube channel ကနေရာဇဝင်အကြောင်းတွေဒဏ္ဍာရီအကြောင်းတွေနဲ့တခြားသောစိတ်ဝင်စားပွဲရာအကြောင်းအရာမျိုးစုံကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့် like and subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ရှင်ဒါဆိုရင်အခုပြောပြမယ့်အကြောင်းအရာလေးကတော့ဂရိဒဏ္ဍာရီမှာအင်အားအကြီးဆုံးနဲ့အချင်းရှားဆုံးနှစ်ဖျားဖြစ်တဲ့ ဇူးစ်နဲ့သူ့ညီကိုတွေဖြစ်တဲ့ Hades နဲ့ Poseidon အကြောင်းတွေကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်။ Hades ဟာဂရိဒန်နိုင်မှာအဓိကနဖရားတစ်ပါးဖြစ်ပြီး Cronus နဲ့ Rhea တို့ရဲ့အကြီးဆုံးသားတော်တစ်ပါးလည်းဖြစ်ပါတယ်ရှင်။သူ့ညီကို Poseidon နဲ့ Zeus လိုပဲ Hades လည်းသူ့ဖခင် Cronus ရဲ့မျိုးချခံရခြင်းကနေလွတ်မြောက်ခဲ့ပါတယ်။ Hades ကို ရှေးရောမခေတ်က Pluto လို့ခေါ်ကြပါတယ်။ ပလူတိုဆိုတဲ့အဓိပ္ပာယ်ကစီးစိမ်ဥစ္စာများလို့အဓိပ္ပာယ်ရပါတယ်။ Hades ကို များသောအားဖြင့်တည်ငြိမ်ပြီးအေးဆက်တဲ့နတ်ဘုရားအဖြစ် ပုံဖော်ကြပါတယ်။ Hades ဆိုတဲ့အဓိပ္ပာယ်ဟာလည်းမမြင်နိုင်သောသူလို့အဓိပ္ပာယ်ရပါတယ်ရှင်။ Hades ဟာသူ့ရဲ့နေမည်ကို အလွန်အမင်းတန်မိုးထားပြီးသူ့နေမည်ကိုရောက်လာတဲ့ဘုသူကိုမဆိုပြန်မလွတ်ချင်ဘူးလို့လည်းဆိုကြပါတယ်။ ဟေဒစ်မှာခေါင်းတုံးလုံးရှိတဲ့ Cyprus လို့ခေါ်တဲ့ခွေးရှိပြီးမရဏနိုင်ငံရဲ့တကားကိုစောင့်ရှောက်စီပြီးဘယ်ဝိညာဉ်ကိုမှ မထွက်သွားစေဘူးလို့ဆိုကြပါလေ။ဟေဒစ်ကို လူများကအဆုံးသက်ရဲ့နဖရားလို့ရှုမြင်ကြပါလေ။ဟေဒစ်ဟာຫນွေဥနဲ့တမီးရဲ့တမီးဖြစ်သူဖာစီဗနီနဲ့တွေ့ဆုံပြီးချစ်ခင်ဆုံးမတ်တာကြောင့်မရဏနိုင်ငံကိုပေါ်ဆောင်ခဲ့ပါလေ။ ပါစင်ဖနီကိုသူခေါ်ဆောင်သွားတဲ့ပုံစံပုံမြင်ဟာအထူးသဖြင့်လူတီများပြီးယာတီတွေရဲ့ပြောင်းလဲမှုကိုရှင်းပြတဲ့ဒဏ္ဍာရီတစ်ခုလည်းဖြစ်ပါလေ။ပိုဆိုင်ဒွန်ဟာပင်လေသမုတ်တရားငလျင်မုံတိုင်းနဲ့မြင်းတွေကိုအုပ်စုတဲ့နတ်ဖျားတစ်ပါးလည်းဖြစ်ပါလေ။ပိုဆိုင်ဒွန်ဟာခရိုနက်စ်နဲ့ရီယာလူရဲ့တားအလက်ဖြစ်ပြီး သူ့ကိုယောမဒဏ္ဍာရီအရနတ်ကျွန်းလို့ခေါ်ကြပါတယ်။ပိုဆိုင်ဒွန်ဟာ ပင်လယ်ရဲ့အင်အားကြီးမှပြီးမခံမန်းနိုင်တဲ့သဘောတဘာဝကို ကိုးစားပြုတယ်လို့လည်းဆိုကြပါတယ်။ပိုဆိုင်ဒွန်ဟာတခါတည်းရန်ဒေါသကြီးတတ်ပြီးသူ့ရဲ့ဒေါသဟာပင်လယ်ပြင်မှာ မုန်တိုင်းတွေအဖြစ်ထင်ရှားတတ်ပါလေ။သူဟာမြင်းနေနဲ့လဲနက်နက်ရှိုင်းရှိုင်းဆက်ဆက်နေပြီးဒဏ္ဍာရီအရပထမဆုံးမြင်းနေကိုဖန်တီးခဲ့သူလို့လည်းဆိုကြပါလေ။ပိုဆိုင်ဒွန်ရဲ့မိဖုရားကတော့ပင်လယ်နဲ့တမီ Amphitrite ဖြစ်ပြီး သူတို့မှာ Triton အပါဝင်တားတော်သမီးတို့များစွာရှိပါတယ်။ Poseidon ဟာတခြားနှစ်ဖျားရင်နဲ့လည်းဆက်ဆံရေးအမျိုးမျိုးရှိပါတယ်။အထူးသဖြင့်ဉာဏ်ပညာနဲ့စိတ်ရဲ့နှစ်ဖျားမှအတီနာနဲ့မကြာခဏအငင်းပွားလေလေရှိကြပါတယ်။ဇူးစ်ဟာဂရိဒန္တာရီမှာအရေးအပါဆုံးနဲ့အင်အားအကြီးဆုံးနှစ်ဖျားတွေကတပါးဖြစ်ပါလေ။သူဟာအိုလံပက်တောင်ရဲ့အရှင်သခင်ဖြစ်ပြီး ကောင်းကင်မိုးဂျိုလျှက်စီဥပဒေတရားမျှတမှု စီစနစ်နဲ့အဲဝတ်ကျင်ပူမှုတို့ကိုလည်းအုပ်စိုးရဲ့နဖျားတပါဖြစ်ပါတယ်။သူ့ကိုနဖျားတွေနဲ့လူသားတွေရဲ့ဖခင်လို့လည်းလူတီများပါတယ်။ဇူးစာခရုနစ်နဲ့ရီယာရုရဲ့အငယ်ဆုံးသားတော်ဖြစ်ပါတယ်။ဇူးစရဲ့အဓိကလက်နက်ကတော့မိုးဂျိုဖြစ်ပြီးသူ့ကိုဟီဖေးစတက်ကဖန်တီးပေးခဲ့ခြင်းဖြစ်ပါတယ်။ သူဟာတိတ်ငတ်နဲ့ဝတ်တိချပင်နိုးနဲ့လဲဆက်ဆက်နေပါလေဇူးဟာဆုံးဖြတ်ချက်ချရမှာတခါတည်းရန်စိတ်မြန်လက်မြန်နဲ့မိုင်မဲတက်ပင်မဲ့ရေမူရအဖြစ်တော့တရားမျှတမှုနဲ့စီးစနစ်ကိုလိုလားပါလေဇူးဟာနဖျားမတွေလူသားမိန်းမတွေနဲ့အများအပြားဆက်ဆံခဲ့ပြီးတားတော်တမီးတော်အများအများရှိခဲ့ပါလေသူ့ရဲ့တယုံဝင်ဇနီးကတော့နဖျားမဟီရာဖြစ်ပေမဲ့သူတို့ရဲ့ဆက်ဆံရေးဟာ မုံနိုင်လိုပြင်ထန်ပြီးမကြာခဏရံဖြစ်လေရှိကြပါတယ်။ဆူးစ်ရဲ့ထင်ရှားတဲ့တားတော်သမီးတော်တွေထဲကမှတချို့ဟာအသီနာ၊အပိုလို၊အာတီမတ်စ်၊အေရီစ်၊ဟာမစ်၊ဒိုင်နီဆပ်စ်၊ဟီရာကလစ်နဲ့ပါစီယပ်စ်တို့ပါဝင်ပါတယ်။ဆူးစ်ဟာဂရိဒဏ္ဍာရီမှာနဖျားတွေရဲ့အုပ်စိုးသူအဖြစ်ရောလူသားတွေရဲ့ဘဝအပေါ်တည်ရောက်မှုရှိတဲ့ ပုံကိုတဦးအဖြစ်ပါအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီနေ့ဗီဒီယိုလေးကိုကြည့်ရင် like and subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။